ဒီဆက်လန်ကချစ်ချင်းမေတ္တာနဲ့ရိုမန်တစ်ဆန်နဲ့အခြေအကနေစခဲ့တာပါဒါကြောင့်ဒီနေရာမှာမေးစရာမေးခွန်းတစ်ခုပေါ်လာပါရင်တစ်ချိန်ကချစ်ချင်းမေတ္တာရှိခဲ့တဲ့ဆက်စိန်တစ်ခုအထဲကိုဘလို့လှုပ်ပြီးတော့အမုံတရားနဲ့အစိတ်အတော့တွေရောက်လာနိုင်ရတာလေတကယ်လို့များတစုံတစ်ယောက်ကတခြားတစ်ယောက်ကိုစိတ်မှန်စွာချစ်တယ်ဆိုရင်သူတို့ကချစ်ခင်ကျင်းနာပြီးတစ္ဆာရှိစွာနဲ့နေထိုင်တင်ပါရင်ယုံကြည်မှုနဲ့ချစ်တင်ပြီးကျင်းနာတင်ပါရင် ချင်းနေတဲ့လူတွေကတခြားလူတွေကိုနာကျင်အောင်လုပ်တာတပ်ပစ်တာရိုင်းနေတာဒါမှမဟုတ်ဒီလိုမျိုးလုံရက်တွေကျွလွနာကမတင့်တော့ပါဘူးဒါကအချင်းမဟုတ်ပါဘူးတောင်ပြဟာစိတ်ပိုင်းစရာမတိမငင်ဖြစ်နေတဲ့လူတွေရဲ့လုံရက်တစ်ခုပဲဖြစ်ပါရီဒီကနေ့ပြောပြမယ့်အမှုကအဲ့ဒီလိုမျိုးပါဒီအမှုကအိန္ဒိယနိုင်ငံယူထာပရာဒစ်ပြည်နယ်ကိုရက်ပူမြို့ကဖြစ်ပါရီအဲ့ဒီမျိုးမှာရှစ်ခါဆိုရအတန်း24နှစ်အရွယ်မိန်းကလေးတယောက်နေထိုင်နေခဲ့ပါရီသူ့အိမ်နဲ့မလန်းမကမ်းပါပဲအိန္ဒိယရှင်ဖြစ် ဒီပူးဆိုတဲ့အသက်25နှစ်ဒါမှမဟုတ်26နှစ်လောက်ရှိတဲ့ကောင်လေးတယောက်လည်းရှိပါသေးတယ်သူတို့ဟာအိနီရှင်းနေဖြစ်တဲ့အတွက်အတူတူကြီးပြင်းလာကြပြီးကလေးဘဝကလေးကအတူတူဆော့ကစားခဲ့တာပါအဲ့ဒီကနေသူတို့ရဲ့ခင်မင်မှုကတပိပိချင်းကြီးထွားခဲ့ပါသေးတယ်အရွယ်ရောက်လာတဲ့အခါမှာတော့ဒီခင်မင်ရင်းနှီးမှုကချစ်ချင်းမေတ္တာဖြင့်ပြောင်းလဲသွားခဲ့ပါသေးတယ်နေရောက်တာကတယောက်နဲ့တယောက်အရန်ကိုချစ်လွတ်နေတဲ့အတွက်တယောက်မရှိဘဲတယောက်ဘဝကိုမတွင်းနိုင်အောင်ဖြစ်နေကြပါပြီ။ဒါကြောင့်သူတို့ဟာလက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါပေမဲ့သူတို့မိသားစုနဲ့အထူးတစ်ဖြစ်မင်းကလေးရဲ့မိသားစုဖက်ကနေပြည်တနာဝင်ရှိပါရီရှစ်ခါရဲ့မိဘဝေကသူမကိုဒီပူးနဲ့လက်ထပ်ဖို့လုံးဝမလိုလားခဲ့ပါဘူးသူမကဒီပူးကိုချစ်နေမှန်သိသွားပြန်တော့သူမကိုစီယုံပြောဆိုတော့ဝေချိန်၆တောင်ဝေလှုပ်ပြီးအဲ့ဒီကောင်လေးနဲ့တွေ့တာလက်ထပ်တာမျိုးမလုပ်ဖို့တာမြင်ခဲ့ပါရီဒါပေမဲ့ရှစ်ခါနားမထောင်ခဲ့ပါဘူးသူမကမိဘဝေကိုသူမဒီပူးနဲ့ပဲလက်ထပ်မယ်တခြားပဲတူကိုမှလက်ထပ်ဖို့အတွက်စိတ်တော်မကူးနိုင်ပါဘူးလို့ဆက်တိုက်ပြောဆိုနေခဲ့ပါရီ ဒီလိုနဲ့ပဲဒီပူရောရှစ်ခါကပါအရန်ကိုစိတ်တက်ကြပြီးတော့စိတ်ဆင်းရဲနေကြပါရင်ဘာကြောင့်လဲဆိုရင်တို့နှစ်ယောက်အတူတူနေထိုင်ခြင်းကြပေမဲ့မိသားစုကအခက်ခဲတွေကိုဖန်တီးနေကြလို့ပါအဲ့ဒီအခြေအနေကြောင့်တို့နှစ်ယောက်ရဲ့စိတ်ထဲမှာရာဆိုးမှုအတွေးတွေစတင်ဖြစ်ပေါ်လာတော့ပါရင်အဆိုးမြင်တဲ့အတွေးတွေကနေရာယူလာခဲ့တာပါဖြစ်ရဖြစ်ပေါ်တဲ့နေ့ကတော့2017ခုနှစ်ဇွန်လ10ရက်နေ့ပဲဖြစ်ပါရင်အဲ့ဒီနေ့ကအရန်ကိုပူပြင်းတဲ့နွေရာသီနေ့ဖြစ်ပြီးအချိန်ကတော့နေ့လယ်၄နာရီဝန်းကျင်လောက်ရှိပါပြီ ဲ့ဒီအခါမှာအပြင်ထွက်တဲ့လူကတိတ်ပြီးမရှိပါဘူးအများစုကသူရဲ့အိမ်ထဲမှာပဲနေကြပါရင်အဲ့ဒီနေ့နေ့လယ်လောက်မှာ ship ခါကသူရဲ့အိမ်ကနေထွက်သွားပါရင်ဒါပေမဲ့ညနေရောက်တဲ့အထိတူမကအိမ်ပြန်မရောက်ခဲ့ပါဘူးအချိန်နဲ့အများကြီးကြာလာခဲ့တာတော့မှသမီးဖြစ်သူပြန်မလာသေးတဲ့အတွက်မိသားစုကဇွိမ့်ပူပန်လာကြပါရင်သူတို့ဟာနေရာတိုင်းမှာရှာကြပြီးမဲ့တူမကိုရှာလို့မတွေ့ပါဘူးအဲ့ဒီအခါမှာသူတို့ကအင်နီနာရှင်ဒီပူဆိုတဲ့ကောင်လေးနဲ့ချင်းနေခဲ့တာကိုတတိယသွားကြပါရင် ဒါကြောင့်သူတို့ဟာဒီဘူးစီကိုတွားပြီးရှစ်ခါအကြောင်းကိုမေးကြည့်ဖို့ဆုံးဖြတ်ပါရင်ဒီလိုနဲ့ရှစ်ခါနဲ့မိသားစုကဒီဘူးရဲ့အိမ်ကိုတွားပါရင်ဘာကြောင့်လဲဆိုရင်ရှစ်ခါဒီဘူးကိုတွေးတာဖြစ်ကောင်းဖြစ်နိုင်တယ်လို့သူတို့ကတွေးနေကြတာပါရှစ်ခါကိုဒီဘူးနဲ့မတွေးဖို့တားမြစ်ထားရတဲ့တွားတွေးတယ်ဆိုပြီးသူတို့ကဒရော့ဝေးထွက်နေကြပါပြီဒီလိုနဲ့ဒီဘူးရဲ့အိမ်ကိုရောက်တဲ့အခါမှာဒီဘူးရဲ့မိဘဝေးကိုမင်းတို့ရဲ့သားဒီဘူးကရောဘယ်ရောက်နေသလဲအခုဘယ်မှာလဲလို့မေးလိုက်ပါရင်မိဘဝေကလည်းသူရဲ့သားကလည်းနေလေကလေးကပျောက်နေတာအင်ကိုပြတ်မလာသေးပါဘူးလို့ပြောပြပါရင် အခုဆိုမိသားစုနှစ်ခုစလုံးကဒီပူးဟာရှင်ခါကိုခေါ်ပြေးသွားပြီးဒါမှမဟုတ်နေရအတူတူရှိနေကြပြီလို့တန်တရားဝေဝင်ကြပါနီးမိသားစုနှစ်ခုလုံးကပို့ပို့ပြီးဆွေးလာကြကညနေတဲ့အထိစောင့်ကြပြီမဲ့နေရအစလုံးပြန်မလာခဲ့ပါဘူးနောက်ဆုံးမှာတော့ရှင်ခါရဲ့မိသားစုကရဲစခန်းကိုတွားပြီးအမှုဖွင့်ပါရင်းတို့ရဲဘေကိုပြောတာကတော့ငါတို့ရဲ့သမီးလေးကနေ့လေကလေးကပျောက်နေတာပါအခုထိပြန်မလာသေးပါဘူးဘယ်ရောက်နေတယ်လဲဆိုတော့ကိုမတိဘူးလို့ပြောခဲ့ပါရင်း ရဲဝေဟာမတုကိုတန်တရားရှိတယ်လဲလို့မေးတဲ့အခါမှာရှစ်ခါရဲ့မိသားစုကရှိပါတယ်လို့ပြန်ဖြေပြီးဒီနားမှာနေထိုင်တဲ့ဒီပူးဆွဲကောင်လေးရှိပါတယ်ငါတို့ရဲ့သမီးကသူ့ကိုလက်ထပ်ရှင်နေတာပါဒါပေမဲ့ငါတို့ကဒီလက်ထပ်ပွဲကိုတဘောမတုခဲ့ပါဘူးသူကပဲငါတို့ရဲ့သမီးကိုခေါ်ပြေးသွားတာဖြစ်နိုင်တယ်လို့ယုံကြည်တဲ့အကြောင်းပြောပြပါရီးရဲဝေရဲ့အမြင်မှာဆိုတော့ဒီအမှုကရှင်းနေခဲ့ပါရီးကောင်လေးနဲ့ကောင်မလေးနေရာစလုံးအတူတူထွက်ပြေးသွားကြတယ်လို့ပဲယူဆခဲ့တာပါ ရဲဝေကရှုခါရမိသားစုကိုစိတ်မပူဖို့နဲ့သူတို့ရဲ့တမီကိုမကြခင်မှာရှာတွေ့ပြီးပြန်ခေါ်လာပေးပါမယ်လို့အာမခန်ပြောဆိုခဲ့ပါရင်းတနေ့လုံးကုန်သွားပြီးညကလည်းရောက်သွားခဲ့ပါပြီပြီးတော့နောက်တည့်ရက်ဖြစ်တဲ့ဇွန်လ17ရက်နေ့ကလည်းကုန်သွားခဲ့ပါရင်းညနေရောက်တော့မြို့နဲ့တိတ်ပြီးမဝေးတဲ့တောအုပ်တစ်ခုရှိပါရင်းအဲ့ဒီနေရာကနေလူဝေအတခါတလေဖြတ်လျှောက်သွားတတ်ကြပါရင်းအဲ့ဒီကနေဖြတ်သွားတဲ့လမ်းသွားလမ်းလာတချို့ကတခုခုကိုမြင်လိုက်တဲ့အတွက်ပို့ပို့ပြီးအနီးကပ်သွားကြည့်ကြပါရင်း အဲ့ဒီအခါမှာရုပ်အလောင်းကိုတွေးရှိခဲ့ပြီးမင်းကလေးရဲ့အလောင်းဖြစ်နေတာကိုတိလိုက်ရတဲ့အခါမှာသူတို့ကကြောက်လန့်နေကြထွက်ပြေးကရဲဝေကိုအကြောင်းကြားလိုက်ပါရီရဲဝေရောက်လာပြီးအလောင်းကိုစစ်ဆေးတဲ့အခါမှာတော့နိုင်အနေငယ်အရင်ကရှစ်ခါရမိသားစု တိုင်ကြားခဲ့တဲ့ပျောက်ဆုံးသူ့အမှုကိုတတိယသွားခဲ့ပါရီဒီအမှုမှာရှစ်ခါရဲ့အသက်အရက်ပုံမှန်တန်တဲ့ဝတ်ထားတဲ့ဝတ်အစားဝေးရဲ့အသေးစိတ်အချက်လက်တွေကိုပြောပြထားခဲ့တာပါ ဲ့ဒီအချက်လက်တွေကိုရဲအယားရှိပေကရုပ်အလောင်းနဲ့တိုက်ဆိုင်စစ်ဆေးလိုက်တဲ့အခါမှာဒါကရှစ်ခါဖြစ်နိုင်တယ်လို့ကောက်ချက်ချပြီးတော့သူမကအသက်ခံရတာပဲလို့ယုံကြည်သွားကြပါရင်းဒီလိုနဲ့ရဲဝေကရှစ်ခါရမိသားစုကိုခေါ်ပြီးတော့အလောင်းကိုစစ်ဆေးဖို့ပြောလိုက်ပါရင်းမိသားစုရောက်လာပြီးအလောင်းကိုမြင်တဲ့အခါမှာငိုကြွေးသွားကြပါပြီသူတို့ချက်ချင်းပဲမတ်မိခဲ့ပါရင်းသူမအင်္ဂနေထွက်သွားတဲ့နေ့ကဝတ်ဆင်ထားခဲ့တဲ့အဝတ်အစားကြောင့်ရောသူမရဲ့ဘယ်ဘက်ခြေထောက်မှာရှိထားတဲ့အနေအောင်ကျိုးလေးကြောင့်ရောမတ်မိနေခဲ့တာပါရှစ်ခါအမြဲတမ်းဝတ်ဆင်လေးရှိတဲ့အနေအောင်ကျိုးလေးပဲဖြစ်ပါရင်း ရှေခါရဲ့မိသားစုကဒီရုပ်အလောင်းဟာသူရဲ့အသမီအလောင်းဖြစ်တယ်ဆိုတာကိုအတိပြုပေးနိုင်ခဲ့ပါရင်ရဲဝေကအလောင်းကိုတည်ဆုံမှုစစ်ဆေးခြင်းအတွက်ပို့ဆောင်လိုက်ကြပါမည်စစ်ဆေးပြီးတဲ့နောက်အလောင်းကိုမိသားစုစီပြန်လည်အနံ့ပြီးတော့ဆွန်လဆက်နေရနေမှာမိသားစုကရှေခါရဲ့နောက်ဆုံးကိစ္စတွေကိုဆောင်ရွက်ပြီးခဲ့ကြပါရင်မိသားစုကအရန်ကိုထိတ်လန့်တုံ့လုပ်ပြီးတော့ဝမ်းနဲ့ပူဆွေးနေကြပါပြီသူရဲ့အသမီဘာဖြစ်သွားမှန်းမသိကြပါဘူးရဲဝေဟာဒီအမှုကိုလူတက်မှုအဖြစ်မှတ်တမ်းတင်ခဲ့ပါရင်အခုဆိုရင်ရဲဝေအတွက်စိန်ခေါ်မှုဖြစ်လာခဲ့ပါပြီ။ အစလုံးကတော့သူတို့ရိုးရှင်းတဲ့ကိစ္စလို့ထင်ထားခဲ့တာပါကောင်းလေးနဲ့ကောင်းမလေးထွက်ပြေးသွားတယ်လို့ထင်ထားခဲ့တာဖြစ်ပါရင်သူတို့အနေနဲ့လက်ထပ်တဲ့ဆွေနောင်မှဥပဒေကတားမြစ်မှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုရင်သူတို့ရဲ့အသက်အရွယ်အရာမိသားစုခွင့်ပြုချက်မရှိဘဲနဲ့လက်ထပ်လို့ရနိုင်ခဲ့ပါပြီ။ဒါပေမဲ့ဒီအမှုကလူတက်မှုအဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။ရဲဝရဲ့ပထမဆုံးတန်တရားကဒီပူအပေါ်မှာကြာရောက်သွားခဲ့ပါရင်သူတို့ကဒီပူဟာရှေခါကိုခေါ်ပြေးပြန်တော့သူမကိုတတ်ပြစ်ပြီးထွက်ပြေးပြောက်ွက်သွားတယ်လို့ပဲတွေးခဲ့ပါရင် ဒါကြောင့်ရဲဘေကဒီဘူးကိုစတင်ရှာဝေတော့ပါရင်ဘာကြောင့်လဲဆိုရင်သူကလည်းပျောက်နေကြတော့ပါရဲဘေဒီဘူးကိုရှာရင်လည်းသူ့မိသားစုနဲ့စကားပြောရက်ွက်ထဲကလူဝေကိုမေးမြန်းတငယ်ရှင်တွေနဲ့သူ့ကိုတိတဲ့လူမှန်တမျှမေးခဲ့ကြပါရင်ရှေခါအတက်ခံရပြီးဆွဲတဲ့ရင်ကရွာကိုပြန့်နှံ့ပြန်နောက်ရွာသားဝေဟာရဲဘေအပေါ်မှာဒရွားထွက်ခဲ့ကြပါရင်သူတို့ကရဲဝေဟာဒီကိစ္စကိုရိုးရိုးလေးပဲတဘောထားပြီးတော့ပေါ်ဆခဲ့တဲ့အတွက်မင်းကလေးရဲ့အသက်ကိုဆုံးရှုံးခဲ့ရတာလို့ပြောကြပါရင် သူတို့ကဒီဘူးကိုစုံစမ်းစစ်ဆေးဖို့စတင်ပြီးတော့သူ့တငယ်ရှင်တွေကိုဖမ်းဆီးစစ်ဆေးပါရီရဲဝင်ဟာဒီလူဝေကိုစကန်းစီခေါ်တော်ပြီးမေခွန်းနေထုတ်ကြပါရီဒါပေမဲ့ဒီဘူးတယောက်ဘယ်ရောက်နေတယ်လဲဆိုတာကိုဖော်ထုတ်ပြီးနိုင်မဲ့တဲလွန်စာအထောက်ထားဘာမှကိုမတွေ့ပါဘူးအဲ့ဒီအတော်အတွင်းယောတာကဒီဘူးကိုအပြင်းထန်ဆုံးအပြစ်ဒဏ်ပေးဖို့တောင်းဆိုနေကြပါပြီသူ့ကိုဖမ်းမိတော့တည်တံပေးရမယ်လို့လည်းပြောနေကြပါရီရဲဝေကဒီဘူးရဲ့တငယ်ရှင်တွေကိုစစ်ဆေးနေတော့မှပဲသူ့တငယ်ရှင်တယောက်ကတဲလွန်စာပေးလာခဲ့ပါရီ သူကဒီပူအရင်တော့ကဒီနေရာကိုရောက်ဘူးပါရင်အခုလဲအဲ့ဒီမှာရှိကောင်းရှိနိုင်တယ်လို့ပြောခဲ့ပါရင်ရဲဝေကလည်းလိမ့်စာကိုယူပြီးတော့အရဲဝတ်နဲ့အဲ့ဒီကိုတွားကြပါရင်ရဲဝေကအရဲဝတ်နဲ့အင်ကိုရောက်လာပြီးတော့တာမန်လိုပဲခေါင်းလောင်းတီးပါရင်တခါဖွင့်လိုက်တဲ့အခါမှာဒီပူကအဲ့ဒီမှာမရှိပါဘူးဒါပေမဲ့သူတို့ရဲ့အရှိမရက်နေတဲ့လူကိုမြင်လိုက်ရတဲ့အခါမှာအရန်ကိုအံ့အားတင်သွားခဲ့ပါရင်သူကတခြားလူမဟုတ်ပါဘူးရှေခါပဲဖြစ်နေခဲ့ပါရင် ရဲဝေတောထဲကနေရုပ်အလောင်းကိုပြန်ဆင်ခဲ့ပြီးတော့တေဆုံးမှုစစ်စစ်ချက်လုတ်ခဲ့ရသူနောက်ဆုံးကိစ္စဝေတော်မှဆောင်ရွက်ပြီးသွားပြီဖြစ်တဲ့ရှ िख ဟာသူတို့ရဲ့အရှိမအသက်ရှင်လျက်ရဲနေတာကိုတွေ့လိုက်ရတာပါရဲဝေကမယုံနိုင်စွာနဲ့ပဲရှ िख ကိုကြည့်နေတော့အတွင်ထဲကနေနောက်ထပ်အတန်တစ်ခုထွက်လာခဲ့ပါရင်အဲ့ဒါကတော့ဒီပူပါရဲဝေကဒီပူနဲ့ရှ िख ကိုအလေးအမြတ်ပဲခေါ်ယူပြီးတော့ရဲကားနဲ့သူရဲ့အရွာကိုပြန်ပြီးခေါ်လာကြပါရင်ရောက်တာနဲ့ပဲစခန်းကိုတန်းခေါ်သွားလိုက်ပြီးမိသားစုနှစ်ခုစလုံးကိုအကြောင်းကြားလိုက်ပါရင် ရှိခါရဲ့မိသားစုကသူတို့ရဲ့သမီးအသက်ရှင်လျက်ရှိနေသေးတဲ့အကြောင်းသိလျက်ရတဲ့အခါမှာထိတ်လန့်တုန်လှုပ်ပြီးဘာလို့လို့ဘာကံရမှမတိအောင်ဖြစ်သွားကြပါလိမ့်။နောက်ဆုံးကိစ္စဝေကရုံမှာအလုပ်ပေးပြီးသွားပြီဖြစ်တဲ့သမီးလေးဟာအခုစင်တော့စခန်းမှာထိုင်နေခဲ့ပါပြီ။အားလုံးကအံ့အားသင့်ပြီးတော့တကယ်တမ်းဘာဝင်ဖြစ်ခဲ့တယ်လဲဆိုတော့ကိုနားမလည်နိုင်အောင်ရှုပ်ထွေးနေကြပါလိမ့်။လူအရဲ့စိတ်ထဲမှာပေါ်လာတဲ့အဓိကမေးခွန်းကတော့ရှိခါတာအသက်ရှင်နေမယ်ဆိုရင်သူတို့တွေ့ရှိခဲ့တဲ့အလောင်းကဘယ်သူ့ရဲ့ရုပ်အလောင်းလဲဆိုတာပဲဖြစ်ပါလိမ့်။ မိသားစုရဲ့အားလုံးအဲ့ဒီကိုရောက်တဲ့အခါမှာရှ िख ာနဲ့ဒီဘူးကသူတို့ရဲ့ဆက်လန်းအဆုံကိုပြောပြတော့ပါရင်သူတို့နှစ်ယောက်ကချစ်ကြပြီးတော့လက်ထပ်ရှင်ကြတယ်လို့ပြောပါရင်ဒါပေမဲ့မိသားစုနှစ်ခုစလုံးကအထူးသဖြင့်ရှ िख ာရဲ့မိသားစုကငင်းပယ်ခဲ့တာပါဒါကြောင့်သူတို့ဟာအစီအစဉ်တစ်ခုဆွဲလိုက်ကြပါရင်သူတို့အနေနဲ့ရိုးရိုးလေးထွက်ပြေးသွားမယ်ဆိုရင်မိသားစုတွေကစခန်းမှာအမှုဖွင့်မယ်ရဲဝေကလည်းသူတို့ကိုရှာဖွေပြီးတော့ပြန်ခေါ်လာမှာပါအဲ့ဒီအခါမှာသူတို့အနေနဲ့လက်ထပ်ပွဲကိုတားမြစ်ခံရအောင်မယ်လို့တွေးကြပါရင် ဒါကြောင့်သူတို့ဟာဘယ်တော့မှရှာမတွေ့တော့ဘူးလို့မိသားစုရဲ့ထင်အောင်လက်ထပ်ပြီးတော့ဘဝအတင်စတင်ဖို့အချိန်ရအောင်ဆက်လန်းစင်ဖို့ဆုံးဖြတ်ပါရင်သူတို့အစီအစဉ်ကိုဆက်စင်စားနေပြီမဲ့အကြံကောင်းမရသေးပါဘူးဒီဘူးစီမှာ truck ကမောင်းတဲ့တငယ်ချင်းတယောက်လည်းရှိပါရင်သူကမကြာခဏဆိုသလိုမြို့အတတီကိုခရီးသွားတတ်တဲ့လူပါဒီဘူးကသူ့တငယ်ချင်းကိုအားလုံးပြောပြတဲ့အခါမှာတော့ truck ကတမကအစီအစဉ်တစ်ခုကိုကန့်လန့်ခဲ့ပါရင်သူကအနီးအနားကအနေရာတစ်ခုမှာပူကြားဆွဲအမျိုးသမီးတယောက်ရှိတယ်လို့ပြောပြပါရင် သူမကအရန်ကိုဆင်းရဲပြီးတော့သားသမီးလေးတယောက်နဲ့တယောက်ထဲနေထိုင်နေရတဲ့လူပါသူကသူမကိုအလုတ်ကျန်းနေအချိန်ပေါင်းများစွာပေးဖူးတယ်လို့လည်းပြောပြပါရင်းပရမဆုံးအချိန်သူမကိုမြင်ခဲ့တော့က ship ခါနဲ့ရုပ်ရှင်ဆင်တယ်လို့သူကတွေးခဲ့ဖူးပါရင်းအရက်အမောင်းသပင်စကားပြောပုံနဲ့မျက်နာကအစနည်းနည်းတူတယ်လို့ပြောပြခဲ့တော့ပါဒါကြောင့် ship ခါအဖြစ်ဟန်ဆောင်နိုင်မယ်လို့သူ့အနေနဲ့ထင်ခဲ့ပါရင်းဒီပူကသူ့ရဲ့တငယ်ရှင်ကိုပူကြကဘာကြောင့်များအေးပါရတာလဲ သူမကငါတို့အတွက်အစီအစဉ်မှာဘယ်လိုမျိုးပါဝင်ပေးမှလဲလို့မေးလိုက်ပါရီ track ကမောင်းတမကရှီခါကိုတတ်ပြစ်လိုက်ဘဒူးမမင်းရဲ့အနောက်ကိုလိုက်တော့မှာမဟုတ်ဘဒူးကမှလည်းမေးခွန်းထုတ်မှာမဟုတ်မင်းတို့နေရာလက်ထပ်ပြီးတော့အိမ်ထောင်နေဘဝကိုနေနိုင်ပါပြီလို့ပြောပြခဲ့ပါရီဒီပူဟာထိတ်လန့်သွားခဲ့ပြီးတော့သူ့တငယ်ချင်းယူနေပြီလားလို့တွေးလိုက်ပါရီအဲ့ဒီနောက်သူကမင်းယူများယူနေပြီလားငါချစ်ရတဲ့မိမငါလက်ထပ်ရှင်တဲ့မိမကိုမင်းကငါ့ကိုတတ်ခိုင်းနေတာလားဒါပေမဲ့သူ့တငယ်ချင်းကအသိအကျဆက်ပြောပါရီငါပြောတာတိကျနားတော့ ရှေခါတည်သွားပြီလို့ထင်အောင်လုံလိုက်မယ်ဆိုရင်တော့ဘဒူးကမှမင်းတို့ကိုရှာဝေတော့မှာမဟုတ်မင်းတို့အနေနဲ့လက်ထပ်နိုင်ပါပြီလို့ပြောခဲ့ပါရင်ပထမတော့ဒီဘူးကကြောက်စရာပဲလို့ယူဆခဲ့ပါရင်ဒါပေမဲ့သူဟာရှေခါကိုအရန်ချစ်တာရဲ့သူမကိုလက်ထပ်ရှင်လွန်းတဲ့အတွက်တဘောတူခဲ့ပါရင်သူကရှေခါကိုဒီအကြောင်းအားပြောပြတဲ့အခါမှာသူမကလည်းတဘောတူပါရင်သူမကလည်းသူ့ကိုချစ်ပြီးတော့လက်ထပ်ရှင်တာကြောင့်အဲ့ဒီအစီအစဉ်ကိုလက်ခံပါရင် ဒီလိုနဲ့သူတို့သုံးယောက်ဖြစ်တဲ့ဒီပူရှ िख ာနဲ့ထရက်ကသမားကသူတို့လုံးဝမသိတဲ့အပြစ်မဲ့တဲ့အမျိုးသမီးတယောက်ကိုတတ်ပြဖို့ဆန္ဒရှိသွားကြပါရင်အဲ့ဒီအမျိုးသမီးဟာသူတို့နဲ့ဘာမှမပတ်သက်ခဲ့ပေမဲ့သူတို့ရဲ့ရည်ရွယ်ချက်အတွက်သူမကိုတတ်ပြဖို့ဆုံးဖြတ်လိုက်ကြတာပါဒီလိုနဲ့သူတို့ဟာအစီအစဉ်ဆွဲလိုက်ပြီးတော့ပူဇာကိုသူမရဲ့ရက်ကွက်ကနေရှ िख ာနဲ့ဒီပူတို့ရဲ့ယွာအနာကနေရာစီခေါ်လာမယ်အဲ့ဒီမှာတက်ပြမယ်ပြီးရင်တော့သူမတည်သွားတဲ့တည်င်းကိုရှစ်ခရမိသားစုစီရောက်အောင်လုပ်မယ်ဆိုရင်အစီအစဉ်ဆွဲလိုက်ကြပါမယ် ရဲအနေငယ်ကြမှာသူတို့ကပူကြရဲ့အိမ်ကိုတွားကြပါရင်ပူကြကခင်မုံးမရှိဘဲနဲ့ကလေးငယ်လေးတယောက်နဲ့တက်ရောက်တဲ့နေထိုင်ရပြီးတော့ဘဝကိုရုန်းကန်နေရတဲ့အမျိုးသမီးပါသူတို့ဟာသူမကိုအလုပ်တစ်ခုလုပ်ပေးမယ်ဆိုရင်တော့ရူပီ3000ပေးမယ်လို့ပြောပြခဲ့ပါရင်အဲ့ဒါကိုကြားတဲ့အခါမှာပူဇာတယောက်အယံကိုဝမ်းတာတော့ပါရင်ဒီပိုက်ဆံနဲ့သမီးလေးကိုပြုစုနိုင်ပြီးတော့ကောင်းကောင်းကျွေးနိုင်မယ်လို့တွေးပြီးသဘောတူခဲ့တော့မှာပူဇာကသူ့သမီးကိုဆွေမျိုးတယောက်စီအနန်ထားပြီးတော့သူမရဲ့ကလေးကိုနောက်ဆုံးအချိန်မြင်ရတော့မယ်ဆိုတာမတိပဲသူတို့နဲ့အတူထရက်ကားပေါ်လိုက်ပါတွားခဲ့ပါရင် ထရက်ကာကတစ်တော်အနီနေရာတစ်ခုမှာရက်ပါရင်ပူဇာထရက်ကာအထဲကိုရောက်တာနဲ့သူမကိုလေပင်ညစ်ပြီးတော့တတ်ပြပါရင်ပြီးတော့သူမရဲ့အလောင်းကိုထရက်ကာအထဲကနေထုတ်ပြီးသူမရဲ့မျက်နှာကိုကြောက်သွင်းဝင်နဲ့ရိုက်နေပါရင်နောက်တစ်ခုကတော့ဒီပူကရှေခါကိုဖုန်းခေါ်ပါရင်ရှေခါအိမ်မှာရှိနေတော့ဖုန်းလာတဲ့အခါမှာအဝတ်အစားတချို့ကိုယူပြီးတော့အလောင်းရှိတဲ့နေရာကိုအမြန်ဆုံးတွားပါရင် အဲ့ဒီမှာသူမကပူဇော်ဝတ်ထားတဲ့အဝတ်အစားတွေကိုလဲလှယ်ပြပါရင်းပြီးတော့သူမရဲ့ခြေထောက်မှာရှိထားတဲ့အနဲ့အောင်ကျိုးကိုဖြတ်ပြီးအဲ့ဒီအတိုင်းသူညီတဲ့အနဲ့အောင်ကျိုးကိုအသက်ခံရသူရဲ့ခြေထောက်မှာပြန်ရှိပေးခဲ့တာပါဒါဝေလှုပ်ပြီးနောက်အဲ့ဒီနေရာကနေထွက်ပြီးအလောင်းကိုလူဝေတတိထားမိနိုင်မဲ့နေရာမှာထားရခဲ့ပါရင်းအဲ့ဒါမှာရဲဝေစီတည်င်းရောက်မဲ့ရှ िख ာရဲ့မိသားစုကသူမတေးပြီးစွာကိုတိလာမယ်လို့တွေးလိုက်ကြပါရင်းအဲ့ဒီနောက်သူတို့နေရာထွက်ပြေးပြီးတော့တခြားနေရာတစ်ခုမှာတွားရောက်နေထိုင်ပါရင်း ရဲဝေအမှန်တရားပြေဆုံးကိုတိပြန်တော့မိသားစုကမကြခင်မှာသူတို့နေရာလက်ထပ်ဖို့တဘောတူလာနိုင်ရဲ့သားနဲ့ဘာကြောင့်များလူတယောက်ရဲ့အသက်ကိုတတ်ဖို့အတွက်လိုအပ်ရတာလဲလို့မိခဲ့ပါရင်အဲ့ဒီအခါမှာသူတို့နေရာကနောက်ထပ်အချက်တစ်ခုကိုဖော်ထုတ်ခဲ့ပါရင်သူတို့ဟာ2017ဧပြီမှာလိုအပ်စွာလက်ထပ်ပြီးသားဖြစ်တယ်ဆိုတာကိုပြောခဲ့ကြပါရင်လက်ထပ်ပြီးပေမဲ့အတူတူမနေခဲ့ကြဘူးလို့ရှင်းပြပါရင်တီရှားစီနေထိုင်ရတာကြောင့်စိတ်မချမ်းမသာဖြစ်နေကြတာပါ ဒါအပြင်ရှ िख ာရဲ့မိသားစုသားတို့လက်ထပ်ထားမှန်းတည်သွားမယ်ဆိုရင်တော့တို့ကိုတတ်နိုင်တယ်လို့စိန်ခဲ့ပါရင်ဒါကြောင့်အတူတူနေထိုင်ခွင့်ရဖို့အတွက်အစီအစဉ်ကိုအလင်းစလို့လုပ်ခဲ့ကြတာပါတို့ရဲ့အစီအစဉ်ကတော့ရှ िख ာတည်သွားပြီလို့ထင်အောင်လုပ်လိုက်မယ်သူမရဲ့မိသားစုကသူမကိုမေ့သွားပြီးတော့ဒီပူးကိုလည်းမေ့သွားလိမ့်မယ်လို့တွေးခဲ့ကြတာပါဒါပေမဲ့တဟာအယံကိုဆိုးရွားပြီးတော့ရက်ဆက်တဲ့အစီအစဉ်ဖြစ်ပါရင်လူတရားအသက်ခံရတာကတဘဝအလျောက်တည်ဆုံးတော့မဟုတ်ပါဘူး ရဲဝင်စုံစမ်းစစ်ဆေးမှာပါရှ िख ရဲ့မိသားစုကတိုင်စာမှာဒီဘူးကိုနမည်သက်တိုင်ကြတာဟာတဘဝကြပါရင်လူတယောက်ကိုတတ်တာကဒီဘူးကိုကာကွယ်ပေးနိုင်မှာမဟုတ်ဘူးဆိုတော့သူတို့အနေနဲ့သဘောမပေါက်ခဲ့ကြပါဘူး။ဒါကြောင့်သူတို့ရဲ့အစီအစဉ်ကအရန်ကိုမိုက်မဲပြီးတော့အလုံးမဖြစ်ခဲ့ပါဘူး။ရဲဝင်ကနေရောက်လုံးကိုအမှုဖွင့်ပြီးတော့တရားစီရင်မှုစတင်ခဲ့ပါရင်တရားစီရင်ပြီးတဲ့နောက်သူတို့အပြစ်ရှိကြောင်စီရင်ချက်ချပြီးပြစ်ဒဏ်ချမှာပါရင်နောက်ပိုင်းသူတို့ကအစင်မြင့်တရားရုံးမှာအယူခံဝင်ခဲ့ကြပြီးအာမခံနဲ့ပြန်လွတ်လာခဲ့ပါရင် သူတို့လွတ်လာပြီးတော့ဘာဝင်ဖြစ်တယ်လဲဆိုတော့နောက်ထပ်ဆက်လန်တပုတ်ပါသူတို့ထွက်လာတဲ့အခါမှာရှ िख ာရဲ့မိသားစုကသူတို့ရဲ့တမီအသက်ရှင်နေတဲ့အတွက်စိတ်သက်သာရရတယ်လို့ပြောခဲ့ကြပါရင်းဒါပေမဲ့ရှ िख ာရဲ့မိသားစုကသူမအသက်ရှင်နေတော့မှသူတို့အတွက်တော့တည်ဆုံသွားခဲ့ပါပြီလို့ဆုံးဖြတ်ခဲ့ကြပါရင်းသူတို့ရှ िख ာလို့ယုံကြည်ခဲ့တဲ့ရုပ်အလောင်းအတွက်နောက်ဆုံးကိစ္စလုပ်ပြီးခဲ့ပြီးတော့အဲ့ဒီအလောင်းကိုသူတို့ရဲ့တမီအဖြစ်သဘောထားခဲ့ကြတာပါဒါကြောင့်သူတို့ရဲ့အမြင်မှာတည်ပြီးသွားတဲ့လူကပဲရှ िख ာဖြစ်ပါရင်း အခုစတော့ရှ िख ာရောဒီပူကပါဘယ်သူမှမရှိတော့ပါဘူးသူတို့အကျဉ်းထောင်ထဲမှာရှိနေတဲ့အချင်းအချင်းနဲ့ရာဆုံးမှုဟာလုံးဝကွဲပြားတဲ့အရာဝင်ဖြစ်တဲ့ဆိုတော့ကိုနားလည်ခဲကြပြီးတော့လက်တွေ့ဘဝမှာနေထိုင်ရတာကသူတို့ရဲ့စိတ်ကူးထဲကနေအရန်ကွာချတဲ့ဆိုတော့ကိုတိခဲ့ကြပါလိမ့်သူတို့အာမခံနဲ့လွတ်လာတဲ့အချိန်မှာသူတို့ရဲ့အချစ်တွေကပြီးဆုံးသွားခဲ့ပါပြီတယောက်ကိုတယောက်မုန်းတီးလာပြီးတော့ရန်ဖြစ်ကြပါလိမ့်အာမခံရပြီးတော့သူတို့ကွာရှင်းခဲ့ကြပါလိမ့် အပြစ်မဲ့အမျိုးသမီးတယောက်တပ်ပစ်ဖို့နဲ့ကလေးငယ်လေးတယောက်ရဲ့မိခင်ကိုခေါ်ဆောင်သွားဖို့အထိတွန်းအားပေးခဲ့တဲ့ချစ်ချင်းမေတ္တာကုရိုင်ကပျက်စီးသွားခဲ့ပါပြီသူတို့ကအသက်ခံရသူဒါမှမဟုတ်သူမရဲ့ကလေးအကြောင်းကိုတခါမှမတွေးခဲ့ကြပါဘူးသူတို့ကိုယ်တိုင်အကြောင်းပဲတွေးခဲ့ကြတာပါနောက်ဆုံးမှာတော့သူတို့ရဲ့အချစ်ကိုယ်တော်မှမထိန်နိုင်ပဲလူပိုင်းကိုရန်သူဖြစ်အောင်လုပ်ခဲ့ကြပါရင်ဒါကဒီကနေ့အမှုရဲ့အဆုံးသတ်ပဲဖြစ်ပါရင်ကြည့်ရှုပြပရိသတ်များအလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ